တရားပုတ်ကလေးတစ်ဖုတ်เนาะတရားပုတ်ကလေးတစ်ဖုတ်ကိုနားထောင်လိုက်လို့ယင်ထဲမှာ အေးချမ်းသွားတယ်ဆိုရင်အဲ့ဒီတရားပုတ်လေးကတမိုးကြည့်ပါတယ်လို့သူတို့ဆိုတယ်ဒီဟိုကျမရှေ့ရယဟန္တာယဟန်တော်တွေဟာတရားအထုတ်နေတဲ့ကိုတော်တွေဟာဆွဆွမ်းရသွားရင်းနဲ့လမ်းမှာဆံဖွင့်နေတဲ့အမျိုးသမီးတွေဟာတချင်းဆုံနေကြတယ် ตรุษสุเรตะฉินอ่ะเตียะเนี่ยปะติเตตะฉินลุยะขณะโกหาสระเยนิสสมุจองลุยะขณะโกเยยุนันตวาเรสอเตียะตะบอปาเรกะระโกจ้าเรคําไอ้ยันนี่อ่ะจ้าระเราไม่ตอตะซาจ้าไล่จ้าหยานี่น้าไส้ถองพี่รอ ကိုယ်ကိုယ်နဲ့ဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာယန္နာဖြစ်သွားကြတယ်ဆိုအဲ့ဒီလူဟာမျိုးကြတော့အမ္မတမတန်မိုးရှိသွားတယ်လို့သူဆိုလိုတယ်အဲ့လိုတန်မိုးရှိမှဒီကြာရခြင်းရဲ့တန်မိုးကတက်လာမှာခုနလိုပဲယောဂပြောက်တာဟာဈေးကောင်းပဲယောဂမပြောက်ရင်ဈေးကောင်းလို့မခေါ်နိုင်ဘူးဘလောက်ပဲဈေးပေးဝယ်ရဝယ်ရယောဂမပြောက်ဘူးဆိုရင်ဒါဈေးကောင်းလို့မခေါ်နိုင်ဘူး အခုလဲစကားကောင်းခပြားကောင်းတရားပုတ်ပေါင်းကောင်းဆိုတာကိုညံနေမှာအတိညာဏ်တွေပွင့်လာရင်ကောင်းတယ်လောဘဒေါသမောဟယင်းတဲ့အပူတွေငြိမ်းသွားရင်ကောင်းတယ်အဲ့ဒီလိုတရားမျိုးကသာလဲတမိုးကြီးမာတယ်လို့မြတ်စွာဘုရားဒီလိုခေါ်လို့ရမှာဖြစ်တယ်တရား၃ခုမြောက်ခါထားကြတော့ဒီလူတွေရဲ့ အနေချားနဲ့ပတ်သက်ပြီးတော့ဘုရားတွေစဉ်းစားရမယ့်အချက်ကိုဟောပြောထားတာဖြစ်တယ်။ယောသဟတံသဟတေနသင်္ဃမေမာနုတိစိနေဧကင်္စဇေယမတ္တနံသဝေစင်္ဃမသုတ်တော်။လောကလူတွေကသူရဲကောင် စစ်ပွဲအမျိုးမျိုးကိုအောင်နိုင်လို့သူရဲကောင်းလို့တတ်မှတ်တာတမျိုးဟုတ်ဓမ္မရှုတော်ကနေကြည့်လို့ရှင်အဲ့ဒီပုဂ္ဂိုလ်တွေကသူရဲကောင်းမဟုတ်ဘူးတိုင်းပြည်ကာကွယ်ရေးနဲ့ပတ်သက်ပြီးဘရင်ရဲ့ရှုတော်ကနေကြည့်မယ်ဆိုရင်ဒါသူရဲကောင်းတွေပဲရှင်သူတွေကိုများစွာချေမုန်းနိုင်လို့ရှင်သူရဲကောင်းပဲသူရဲကောင်းဘုရားပေးထားတယ်ဟုတ်အဲ့ဒီပုဂ္ဂိုလ်တွေဟာ တိုင်းပြည်ကိုကာကွယ်ပေးနိုင်တယ်ရန်သူတွေကိုများစွာချိန်မုန်းနိုင်တယ်ရန်သူတွေကိုနိုင်တိုက်လို့စစ်ပွဲတွေအောင်မြင်တယ်မြန်မာရာဇဝင်ထဲမှာအင်းဝခေဒီမိုးညင်းမင်းလို့ခေါ်တဲ့အင်းဝဘင်းတူလက်ထက်မှာညီကိုတောင်းရရှိတယ် တူကပွဲနာမည်နဲ့မှတ်တမ်းတင်ထားဘယကာမဏိဘယခာမဏိဆိုတယ်သူကအကြည့်ဆုံးသူ့ရဲ့ညီကရာဇာသင်းချံအငယ်ဆုံးညီကတော့ရှမ်းလူကျွဲလို့ခေါ်တယ်အဲဝါဒရပါတို့ရှင်မှတ်နိုင်ရဆိုရင်ဖတ်ချင်နော်မှတ်နိုင်ရဆိုရင်ဖတ်ချင်ဘုန်းကြီးမင်းလက်ထက်ကသူရဲ့ကော ပွဲပေါင်း30ကျော်စစ်ပွဲပေါင်း30ကျော်အနိုင်ရလို့ဘရင်ကဆုချလို့ဘုရားကမဏီတို့ဒီရာဇာသိညာတို့ဆိုတာရွှေဘုံငွေဘုံကြီးကိုရှင်မင်းကလက်ခုံနဲ့ဆန်းသလောက်ကျုံယူခိုင်းတယ်တခါကျုံပေါ့နော်ကိုယ့်လက်ထဲဆန်းသလောက်ရအဲ့လိုဆုချပြီးသူရဲ့ကောင်းဆိုတဲ့ဆုလက်တွေပေးခဲ့တဲ့ပုဂ္ဂိုလ် လောကမှာလူတွေကအဲ့လိုပုံကိုယ်တွေကိုဆုလက်အနေနဲ့ပေးတယ်။တိုက်ပွဲပေါင်းများစွာကိုအောင်မြင်ခဲ့တဲ့မြတ်မသူရဲ့ကောင်းကြီးတွေပေါ့။အဲ့ကမှတ်တမ်းတစ်ခုမှကြည့်လိုက်မယ်ဆိုရင်သာသာသိဉဏ်နဲ့မှတ်တမ်းတစ်ခုသူ့ရဲ့အကြောင်းကိုကြည့်မယ်။ပခန်းကြီးမှာပခန်းကြီးမြို့ကိုသွားပြီးတော့တိုက်ကြတယ် မြို့ပြင်ကနေပြီးတော့ရံပြီးတော့နေတယ်ပခန်းကြီးမြို့ဆိုတာမြို့အကြီးကြီးတော့မဟုတ်ကျုံထိတ်မှာထိုင်ပြီးတော့ညီကိုသုံးယောက်ထမင်းစားတယ်မြို့တွေကနေပြီးတော့လှမ်းနဲ့လှမ်းပစ်လိုက်တာထမင်းပွဲကိုထောက်ခနဲ့ဆိုလာဆိုင်တာလှမ်းကြီးကသူတို့ထမင်းစားနေတယ်အဲကောင်ထမင်းပွဲပေါ်လာပြီးလှမ်းဆိုင်တယ်အဲ့လိုလှမ်းဆိုင်လိုက်တဲ့အခါကျတော့ဘုရားကမဏိဆိုတဲ့အကိုကြီးကသူက ထပြေးတော့မလို့ဖြစ်သွားတယ်။ဟောထိုင်းနေရကနေထပြေးတော့မလို့ချိန်နေပြက်သွား။ရာဇာသိညာကတော့လှန်ဆိုင်လိုက်တဲ့ကလက်ကိုဖြတ်ခနဲ့ယုံမိသွားတယ်လန့်သွားတယ်ပေါ့နော်။ရှမ်းလူကျွဲဆိုတဲ့ညီငယ်ဆုံးကတော့ထမင်းစားမပြက်ဘူးတဲ့။လှန်ကြီးသူ့နာမှာဖြတ်ခနဲ့ကြာတာတောင်းပါပဲ။ကြည့်တောင်းမကြည့်ဘူးတဲ့။အဲ့တော့တတိအကောင်းဆုံးကတော့သူ့လို့ဆိုလို့တယ်ပေါ့နော်။ အဲ့မြတ်မရဆိုရင်သူရဲ့ကောင်းနေရဲ့အကြောင်းရေးထားတာရှိတယ်အဲ့တော့အဲ့ရာဇာသိညာဆိုတဲ့ရွှေဘုံငွေဘုံကိုကျုံးဝင်ရလို့ပွဲပေါင်း30ကျော်အနိုင်ရတဲ့ဒီသူရဲ့ကောင်းကပခန်းကြီးကိုသွားဝိုင်းတဲ့အခါမှာအတွင်းကနေထွက်ပြီးတော့လိုက်တော့သူတို့ပြေးရတယ်စစ်ဆိုတဲ့သဘောကတစ်ခါတစ်ခါကျတော့ရှုံးရင်လည်းရှမ်းပြီးရှောင်ပြေးရတာဖြစ်တယ်ပေါ့နော် အဲ့တော့ပြေးရင်လွှားရင်ဘာဖြစ်တုံးဆိုလေထဲကိုရေသွင်းမှုရတွင်းတုထားတာရှိတယ်လူတရားလောက်မြုပ်တဲ့တွင်းကြီးထဲမှာပြေးလွှားရင်လည်းဝုန်းဝင်နဲ့ကြာသွားနောက်ကရှန်သူနှစ်ယောက်ကလိုက်လာတယ်ရှောက်လာတဲ့အခါရာဇာသင်းချန်ကိုမိပြီပေါ့တွင်းထဲမှာအပေါ်ကနေပြီးတော့မိပြန်တော့လဲ 对吧？平时个收入了多的有，也吃那是了。啥子？当年我公公啊，以前没个，以前没个，所以叫那个叫路尼的城里嘛。对那个啥子？当年啊，过来的，没有，我公路子来干来，来有我家来，家来就是我不要嘛，没有我公我偏受不了。后妈比那个叫个了，两个。 အောက်ကိုလှန်ရိုးချလိုက်တဲ့အချိန်မှာအောက်ကနေဆောင့်ဆွဲလိုက်တာအဲ့ဒီကောင်ဝုန်းကနေကြာအကြလိုက်မှသူကဇက်ဖြတ်ပြီးတော့ခေါင်းကိုအပေါ်ပြစ်တင်ပြီးရာဇသင်းညံခေါင်းဆိုပြီးတော့អော်လိုက်တာဟိုចံတဲ့တယောက်ကအဟုတ်မှတ်ပြီးလိုက်တယ်အဲ့ဒီခေါင်းလိုက်နေတော့သူကလှန်နဲ့ထောက်ပြီးတော့ထွက်ပြေးသွားတယ်လွတ်သွားကဲအဲ့ဒီနေရာမျိုးမှာသူရတ္တတိဘလောက်ကောင်းတယ်ဆိုတာစဉ်းစားကြည့်လေ ရှင်သူနှစ်ယောက်ကဝိုင်းနေတဲ့အချိန်မှာသူဖြတ်ထိုးညံနဲ့ငါကောင်းရခြင်းမင်းတို့လှန်ချလိုက်လှန်နဲ့လှန်ကမ်းလိုက်ဆိုတာလှန်ရိုးကိုဆွဲပြီးတော့အပေါ်တက်ရမှာဟုတ်သူကရှည်တွင်းနဲ့ကြာနေတာအဲ့တော့ဟိုလူကလည်းအမှတ်တမဲ့လှန်ရိုးပေးတာစောင့်ဆွဲလိုက်တော့သူအောက်ဆောင်ထိုးကြကြကြချင်းသူကောင်းဖြတ်ပြီးပေါ်ပြစ်တင်လိုက်တယ်ပြစ်တင်လိုက်တော့ဟိုလူကလည်းဒါသာသင်ရကောင်းရပြီဆိုကြံတယောက်ကလိုက်ရှာနေတော့လှန်ထောက်ပြီးတော့ထွက်ပြေး ွတ်သွားရောသူတို့တယောက်တည်းတယောက်တော့တည်သွားတာပေါ့နော်အဲ့ဒီအဖြစ်ပြက်ရှားသွေးထဲမှာမတန်တင်တာရှိအဲ့ဒီပုံကမျိုးကိုပုံကမျိုးတွေကိုလောကမှာတော့တကယ်သူရဲကောင်းလို့တတ်မှတ်ကြတယ်ဟောဒီကြတော့မြတ်စွာဘုရားကဓမ္မရှုထောင်းကနေပြောတဲ့အခါကျတော့ယောသဟတံသဟတေနသင်္ကမေမာနုတိရှိနေ စပွဲတစ်ပွဲမှာလူတသန်းကိုအနေရချင်းရလိုက်ပါစေတဲ့နော်လူတသန်းကိုကအနေရချင်းရပါစေပြည်နယ်မှာဒိဗင်ဖူးတိုက်ပွဲဆိုတာဖတ်ဖူးတဲ့လူတွေရှိအောင်ရှိပြည်နယ်ကိုပြင်သစ်တွေအုပ်တာအရင်ကပြင်သစ်စစ်တပ်ကြီးကိုပြည်နယ်ကအနိုင်တိုက်လိုက်တယ် ပြင်းသစ်စတက်ကြီးဟာလက်မြောက်သွားတာအဲ့တုန်းနမေကြီးပဲအဲ့တိုက်ပွဲအဲ့ဒါတကယ်တိုက်ပွဲလို့ဒေါကကြီးမှာမှတ်တမ်းတင်ထားတာ သူရဲကောင်းတွေဟာသူများကို နိုင်တာ၄ကြီးပဲအကုန်လုံးသူများကို နိုင်တဲ့တိုက်ပွဲတွေကိုပဲဂုံပြုပြီးတော့ခေါ်နေကြတာဖြစ်တယ်ပမာပြည်မှာလဲသူရပွဲတို့တိဟာသူရပွဲတို့ဒါတွေကလဲအကုန်လုံးတိုက်ပွဲမှာ နိုင်လို့ရတဲ့ဘွဲ့တွေပဲလေအဲ့ဓာတွေနဲ့တကယ်သူရဲကောင်းလို့ခေါ်လို့ရလားလို့ဆိုမြတ်စွာဘုရားအေကင်းစဇေယမတ္တနံတဝိသင်္ကမဆုတ်တမောလူတွေတန်းချီပြီးရန်သူတွေကိုအနိုင်ရပြီမဲ့လို့သူ့ကိုအကောင်းဆုံးသူရဲကောင်းစစ်ပွဲအောင်နိုင်သူရဲကောင်းအောင်နိုင်သူလို့မခေါ်နိုင်ဘူးတဲ့ကိုကိုကို အနိုင်ယူတတ်မှ သူတော်ကောင်းတို့ခေါ်မယ်ဟောအဲ့တော့သူရဘွဲတို့ဒီသူရဲကောင်းဆိုတဲ့ဘွဲနဲ့ထိုက်တန်သူဟာဘသူလဲဆိုရင်ကိုကိုနိုင်တဲ့လူမှသူရဲကောင်းနဲ့တရားဓမ္မရှုတော်ကပြောလိုက်တာလူတွေဟာကိုကိုနိုင်နိုင်ခဲ့တယ်လေကိုကိုတော့ရှုံးနေကြတာပဲစိတ်ကိုရှုံးပေးရတယ်တဏှာကိုရှုံးပေးရတယ်ဒေါသကိုရှုံးပေးရတယ်ရှုံးပေးနေတာပဲ ကိုနိုင်တာတခုမှမရှိဘူးเนาะအဲ့ဒါကိုကိုကနိုင်နေထင်းနေသူများတော့နိုင်ကြတယ်ကိုကိုကျတော့ရှုံးပေးနေရတယ်ဒီပြင်ဟာမကြည့်နဲ့ကိုစိတ်လေးကိုကိုနိုင်အောင်လုပ်နိုင်လားမလုပ်နိုင်ကိုကိုနိုင်နေဆိုတော့ကိုစိတ်ကိုမနိုင်ရဘူးသူတိုင်းကိုစိတ်ကိုမနိုင်တာမနိုင်သည့်အတွက်ကြောင့်တန်တရာထဲမှာဒုက္ခရောက်ရဟန္တာပုဂ္ဂိုလ်တွေကျတော့ကိုစိတ်ကိုနိုင်သွားတယ် စိတ်တိုင်းစိတ်နောက်ကိုလူကမလိုက်တော့ဘူးကုသဘောကြစိတ်ကဖြစ်ရတယ်အေပုရုဇဉ်ပုဂ္ဂိုလ်တွေကြတော့ဘယ်ပုရုဇဉ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စိတ်မနိုင်တဲ့ပုဂ္ဂိုလ်တွေစိတ်ရဲ့လွှမ်းမိုးမှုစိတ်လွှမ်းမိုးတယ်ဆိုတာကိရိတာတွေလွှမ်းမိုးနေတာလွှမ်းမိုးသည့်အတွက်ကြောင့်ကိုယ့်ကိုယ်ကြတော့ရှုံးနေကြတဲ့လူတွေရှိပဲအများတာကိရိတာတိုက်ပွဲမှာเนาะဒီ တက်လန့်ပြီးတော့အရှုံးပေးနေရတဲ့ပုဂ္ဂိုလ်တွေကြီးပဲပုထုဆင်နေတာအောင်ပွဲကိုတပွဲမှမရလိုက်ဘူးဒေါသနဲ့တွေ့ရင်လည်းရှုံးသွားပြန်ပြီတဏှာနဲ့တွေ့ရင်လည်းရှုံးပြန်သွားပြီသို့သောရှုံးမှန်းသိရလားဆိုမသိဘူးကိုယ်ပဲနိုင်နေထင်းနေတာအဲ့တော့ခွက်ခွက်လန့်အောင်ပွဲလီလီမှာရှုံးနေကြတာပုထုဆင်နေပဲဘသူရဲ့ဘသူကို ရှုံးတာတော့ဆိုကိုယ်ရင်ထဲကကိလေသာတွေကိုရှုံးပေးနေရတာပဲဖြစ်တယ်။ဘယ်ပွဲဆင်နွှဲလိုက်ဆင်နွှဲလိုက်ကိုယ်ကရှုံးနေတာကြီးပဲကုန်တော့သူတို့ရဲ့လွှမ်းမိုးမှုကိုငုံခံလိုက်ရတာကြီးပဲ။အဲကြောင့်မို့မြတ်စွာဘုရားဓမ္မရှုတော်ကကြည့်မယ်ဆိုရင် သူများတွေကိုထောင်ချီတန်းချီပြီးတော့ဘလောက်ပဲနိုင်နိုင်နဲ့အောင်နိုင်သူတို့မခေါ်နိုင်ပါဘူးတဲ့။ကိုတယောက်တည်းကိုကိုကိုနိုင်ပြီဆိုမှသူတို့ တကယ်ကိုအောင်နိုင်သူလို့ခေါ်ရမှာဖြစ်တယ်။အဲ့တော့ယန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ကကိုယ့်ကိုနိုင်သူပဲသူများကိုနိုင်တဲ့လူမဟုတ်ဘူး။ကိုယ့်ကိုအောင်နိုင်သူသာလဲယန္တာဖြစ်တယ်ပေါ့။အဲ့တော့ဘုန်းကြီးတို့တွေကိုယ့်ကိုအောင်နိုင်သူမဖြစ်သေးသမျှယန္တာမဖြစ်ဘူးလို့ဒီလိုပဲမှတ်။ကိုယ့်ကိုနိုင်ပြီဆိုမှအနိုင်ယူနိုင်ပြီဆိုမှယန္တာဖြစ်တယ်လို့ဒီဒေသနာတော့အေကင်းစဇေယမတ္တနာတဥ္ဒိသောမိမိကို မိမိကိုယ်ကိုအောင်မြင်ခြင်းသည်သာလင်သဝေသင်္ကမဆုတမောတကယ်စစ်ပွဲမှာအောင်နိုင်တဲ့သူရဲ့ကောင်းကြီးဖြစ်တယ်လို့တော့လောကလူတွေရဲ့သတ်မှတ်ချက်နဲ့မြတ်စွာဘုရားရဲ့သတ်မှတ်ချက်ကွဲပြားချတာเนาะအဲ့တော့အောင်နိုင်သူအစ်စ်ဟာဘယ်မှာရှိတယ်အောင်နိုင်သူအစ်စ်ဒီကိုယ်ကို အောင်နိုင်သူသာလင်အောင်နိုင်သူအစ်စ်ကိုယ်ကိုယ်ကိုအောင်နေဆိုတာကိုယ့်ရဲ့နေကိလေသာတွေကိုအောင်နိုင်မှအောင်နိုင်တယ်လို့ခေါ်တယ် အဲ့တော့ဒီသင်္ကန်းစာကိုမြတ်စွာဘုရားပေးတာပဲဖြစ်တယ်။အဲ့တော့ဘုန်းကြီးတို့တွေသူများကိုနိုင်ယူဖို့မကြိုးစားနဲ့ကိုယ့်ကိုယ်နိုင်ယူဖို့ကြိုးစားမှာဖြစ်တယ်ဆိုရယ်။လှုပ်ထုံးလှုပ်နှီးကိုလမ်းညွှန်မှုပေးတာဒါခိုင်လိုက်ပေးထားတာပဲเนาะ။ကိုယ့်ကိုယ်နိုင်အောင်လုပ်ပါသူများကိုနိုင်ခြင်းမှနဲ့သူကသူများတော့နိုင်ခြင်းနဲ့လေ။သူများကိုနိုင်ယူခြင်းနဲ့အဲ့တော့ကိုယ့်ကိုယ်နိုင်ယူဖို့လုပ်ပါ ကိုကိုနိုင်ယူမှတကယ်သူရဲ့ကောင်းဆိုတာဖြစ်မှာပါဆိုတဲ့မြတ်စွာဘုရားရဲ့အတွေ့ဒီဟောပြောဆုံးမတဲ့တွင်တင်ချက်ဟာလောကတူတွေလက်ခံထားတဲ့အရာနဲ့မတူပဲနဲ့ထူခြားပြီးတော့နေတယ်။ဖျားပွဲမှာဒီအတိမျိုးဟာတိလာတာဖြစ်တယ်။ဒါကြောင့်တရားချက်ခင် သူတော်စင်ပြိဿအပေါင်းတို့ဒီဒေသနာတော်အရဘဝသင်္ကန်းစာများကိုရအောင်ယူပြီးတော့ နောက်ဆုံးအနေနဲ့တံပိုးရှိဆုံးအရာရအောင်ကိုကိုအွန်လိုင်းမှာသာလင်ဖြစ်နိုင်တယ်ဆိုတဲ့အသည့်ကိုသိပြီးကိုကို အောင်းနိုင်အောင် ကိုယ့်ရဲ့ရန်သူဖြစ်တဲ့ကိလေသာတွေအောင်းနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကို